မွေးနုရွာဟာမြေကမ်းတစ်ခုမှာနှစ်ရာချီတည်ရှိတဲ့ရွာလေးတစ်ရွာပါရွာဦးမှာဘိုးဘွားပိုင်ចောင်းတော်ကြီးရှိပြီးအနောက်ဘက်ဆုံးမှာတော့စွန်ပလွန်ပင်ကြီးတစ်ပင်ကိုင်းညွတ်နေတဲ့ဥပကြီးအိမ်ဟောင်းဆိုတာရှိတယ်။ဒီအိမ်ဟာနဲ့ 50နောက်လူသူမနေပဲစွန့်ပစ်ထားတာရွာသူရွာသားတွေကအိမ်သားကနေညဘက်ဖြတ်သွားရင်ခြေတန်ထူးလူပြောတန်ငိုတန်တွေကြားရတယ်လို့သတ်မှတ်ကြတယ်။တနေ့ညနေမိုးအိမ်ဆက်လေးနှစ်ဟာ သူမိဘတွေနဲ့ရွာထဲကမင်္ဂလာပွဲတစ်ခုကိုတက်ခဲ့တယ်။ပြန်ချိန်နောက်ကျသွားတော့လမ်းမှာမိုးအိမ်ရဲ့ခနဲ့ကျိုးပြတ်သွားတယ်။သူ့ဖခင်ဦးတန်းထွန်းက ိမ်ကိုသွားอยู่ကိုပြန်သွားတယ်။မိုးအိမ်နဲ့သူ့မိခင်ဒေါ်နီနီတို့ဟာရွာဦးเจ้าတော်အနီးကကြောက်တိုင်ကြီးမှာစောင့်နေကြတယ်ခဏနေတော့အနောက်ဘက်ကဥပကြီးအိမ်ဟောင်းစီကနေအမေအမေဆိုတဲ့ငိုတန်တန်ကြားလိုက်ရတယ်ဒေါ်နီနီနဲ့မိုးအိမ်နှစ်ယောက်လုံးခြေကုံလက်ပန်းကျသွားတယ်အတန်က မိုးအိမ်ရဲ့အတန်နဲ့တပုံစံသေးပါပဲမိုးအိမ်ရဲ့ ခနဲ့ပြန်ယူဖို့အင်ကိုပြန်သွားတာလားဒေါ်နီနီက လန့်ပြီးလှမ်းအော်လိုက်တယ်ဒါပေမဲ့အတန်ကအင်ဟောင်းထဲကထွက်လာနေတော့မင်းအင်ရဲ့ပရင်းပေါက်တစ်ခုမှာအဖြူရောင်အဝိစာတစလွင့်နေတာကိုမြင်လိုက်ရတယ်မိုးအင်ရဲ့အင်ဂျင်နဲ့တူနေတဲ့ဒေါ်နီနီလန့်ဖြတ်ပြီးအင်ဟောင်းစီပြေးသွားတယ်မိုးအင်မိုးအင်ရဲ့ထွက်လာတဲ့အင်ရဲ့တကားကဟောင်းနှံပြီးလေးတိုက်လိုက်တိုင်းជីជីကြိုကြိုအတန်မြင်နေတယ် အတွင်းဘက်ကမိခိုမိငင်းလိုအမှောင်ဖုံးနေတဲ့ဒေါ်နီနီအိမ်ထဲဝင်လိုက်တဲ့အခါအေးစက်နေတဲ့လေတစ်ခုသူ့ကိုဝိုင်းပတ်လိုက်တဲ့နယံတွေမှာအိုမင်းနှံပြက်နေတဲ့ဓပုံတွေမြမတက်ကရစ်1300ဝန်းကျင်ကဂျေးနန်းစာတွေကတ်ထားတဲ့အခန်းထဲမှာလူတယောက်ရှိနေတယ်လို့ပဲဒါပေမဲ့မြင်ရတဲ့အရာကအရေးတွေပဲမိုးအိမ်မိမိရောက်လာပြီးထွက်ခဲ့ ဒေါနီနီရဲ့အတန်တုံနေတဲ့ရုတ်တရက်သူ့လက်ကိုတစုံတစ်ယောက်ကအေးဆက်တဲ့လက်နဲ့ဆွဲငင်လိုက်တယ်၊လှည့်ကြည့်လိုက်တဲ့အခါသူ့ရင်ထဲကသွေးတွေ ခဲသွားတဲ့သူ့ရှေ့မှာမိုးဝင်ရဲ့မျက်နှာကိုမြင်ရတယ်ဒါပေမဲ့ညလုံးတွေကမင်းနဲ့နေပြီးပါဇက်ကအထင်းကိုမရှိပြဲကားနေတဲ့အမေငါနဲ့အတူနေတော့အိမ်ထဲမှာအတန်ကမိုးဝင်ရဲ့အတန်ဆိုပေမဲ့အတန်နှုံးက လူကြီးတယောက်ရဲ့အတန်လိုကြမ်းတမ်းနေတယ်မဟုတ်ဘူးမဟုတ်ဘူးငါသမီးမဟုတ်ဘူးဒေါ်နီနီအော်ဟစ်ပြီးလွတ်အောင်ဆွဲနှုတ်တယ်အိမ်ထဲကထွက်ပြေးလာချိန်မှာသူ့ခြေထောက်ကိုအေးဆက်တဲ့လက်တွေကဖမ်းထားတယ်လှည့်ကြည့်လိုက်တော့အဝိဟောင်းတွေဝတ်ထားတဲ့အမျိုးသမီးဟောင်းတယောက်ရဲ့အရေးကမြေကြီးရဲကလက်တွေထောင်ထွက်လာပြီးသူ့ကို ဆွဲချနေတာငါသားငါသားကိုပြန်ပြီး မျိုးသမီးရဲ့ညီရောတန်ကအိမ်တစ်ခုလုံးမှာပဲ့တင်ထက်နေတယ်။ဒေါနီနီအပြင်းပြင်းနဲ့လွတ်အောင်ကန်ထုတ်ပြီးအိမ်ပြင်ကိုထွက်ပြေးလာတယ်။အိမ်ပြင်ဘက်ရောက်တဲ့အခါမိုးအိမ်ကကြောက်တိုင်နာမှာဖနှက်ကျိုးပြင်နေတာတွေ့လိုက်ရတယ်။အမေဘယ်သွားတာလဲ။ကျွန်တော်ဒီမှာပဲရှိတာဒေါနီနီလှည့်ကြည့်လိုက်တော့ဥပကြီးအိမ်ဟောင်းရဲ့ပတင်းပေါက်မှာမိခိုးရောင်မျက်နှာပြောက်တစ်ခုပြုံးရည်နေတာမြင်လိုက်ရတယ်။နောက်တမိခံပါပဲ။ တင်းပေါက်ကလူးလာနေတဲ့မိခိုးတွေထဲမှာပျောက်ကွယ်သွားတဲ့အိမ်ပြန်ရောက်တဲ့အခါဦးတန်းထွန်းကသူ့တို့ကိုမေးတယ်။ဘာတွေဖြစ်နေတာလဲ။မင်းတို့မျက်နှာတွေဖြူရောနေတာဒေါ်နီနီကဖြစ်စဉ်တွေ ပြောပြတော့ဦးတန်းထွန်းမျက်နှာဖြူသွားတယ်။ဦးဘကြီးအိမ်ဟောင်းက သူ့သားလေးဆယ်နှစ်ကိုမြစ်ထဲရင်နစ်တေဆုံးသွားတာမသိဘူး။ဒါကြောင့်ရွာထဲကကလေးတွေကို သူ့သားအဖြစ်လိုချင်နေဆိုတဲ့အကြောင်း ကြားဘူးတယ်နောက်တနေ့မနေ့ရွာသူကြီးနဲ့လူကြီးတွေကိုအကြောင်းကြားတယ်ဥပကြီးအိမ်ဟောင်းရှေ့မှာဆုံးဟုတ်ရေစင်ပန်းနံသာတွေကပ်ပြီးဆူတောင်းကြတယ်လူကြီးတယောက်ကပြောတယ်ဒီအိမ်ကိုဖျက်ဖို့စူးစားတိုင်းမဖျက်နိုင်ကြဘူးဒါပေမဲ့သူ့ကိုတတိယပေးတာဆူတောင်းပေးတာပဲအကောင်းဆုံးနီးလန်းမှာညဘက်ရောက်တော့မိုးအိမ်အိမ်နေတဲ့အခန်းထဲကသတင်းပေါက်ဖွင့်တန်းကြားလိုက်ရတယ်ဒေါ်နီနီထွက်ကြည့်လိုက်တော့ တရင်ပေါက်မှာဖနက်စည်းထားတဲ့ခြေရာတွေရှိနေပြီးအိမ်ဟောင်းဘက်ကိုဥတီသွားနေတာတွေ့လိုက်ရတယ်။မိုးအိမ်ရဲ့အိယာဘေးမှာတော့အဖြူရောင်အဝက်စဟောင်းတစ်ခုလေထဲကနေဖြည်းဖြည်းချင်းလဲကြလာနေတယ်။